ဆေးဖြန့်ကြားဖြန့်မင်းလက်ပံကကြားဖြန့်နေတော့တောင်ရင်မြတောင်ရင်မှာဂယောင်ကရင်နဲ့မိလုံနေကြရပြီအမေရိကန်ကလည်းမလားထိုင်းကလည်းငှချဆိုင်ယာနိုင်ငံကလည်းမလာဘူးကိုမလားဆိုကိုအားရင်အလိုအလိန်ခံရပြီ သူများကို74ငွေညက်အခွန်အကျလဲမဖြစ်ညက်ကြတော့ပြန်မရတိတ်ခါပါကြအောင်မယ်ဆိုတော့ဆိုင်ယာဘယ်ဆိုးရကမှလဲဆောက်ဖက်လုပ်ချင်မှမရအင်း မိသားစုကလည်းမေ့ပြီးရင်ကြားပြန်မျိုးစေ့ကပါလာအောင်မှာအီသီယိုးပီးယားရဝန္ဒာအီဂျစ်လာအိုဖိလစ်ပိုင်တရုတ်မလေးရှားဘင်္ဂလားဒေ့ရှထိုင်ဝမ်နဲ့ဟောင်ကောင်တို့ကတဲ့အဲ့နာလာအိုကတော့လာမခေါ်မခေါ်ဆိုသူ့နိုင်ငံထဲလဲကြားပြန်ချင်းခြေချင်းလိမ့်နေတာလीဟိုကြားပြန်ကောင်းသည်တရုတ်ကြီးက KNUC တိုက်ရိုက်လာမခေါ်ပဲထိုင်းကတဆင့်လက်ခံတာကတော့စိတ်ဝင်စားစရာကြားပြန်တိုင်းမားလာတို့အုပ်စုကတော့ ဒီကောင်လေးထွက်ပြေးအောင်နေရင်နဲ့ဘုံကျဲ၆ထုံလေးလေးရဲ့မှန်းအောင်မကျဲရဲ့မှန်းလဲလူတိုင်းကတိနေကြတော့ thank you မဆိုင်ပါဘူးနိုင်ငံခြားသားတွေဆိုတော့လဲမတက်ရဲကြားပြန်နေဆိုတော့လဲတက်တည်ဖြောက်တာပုံမဲဆိုတော့ကဖျဲကြည့်တာဘယ်သူမှလဲပြဲပုံမရလေးရင်စီစေးရကြီးတယ်လေဒီအပိုင်းမိုးရောမြေရောလေထဲရောရေထဲပါမီးလောင်တာကတော့ဒီမိုကရေစီကိုအကျိုးပြုမယ်ဆိုတဲ့ခရင်တက်မှာတော့ပဲ DGB ဟာတရားမဝင်နိုင်ငံခြားသားတွေကိုနှိမ်နှင်းမဲ့ ရိုးရိုးသားသားဖိုးသွားပါလို့ကြင်ညာချက်ထုတ်ပြန်ပြီးချိန်မှလျှို့ဝှက်ကြားပြက်ယုံနေဟောတယုံဟောတယုံပြင်းဈေးပြောင်းထုတ်လို့တဲ့စက်ယုံလေးပါဖွားကနေဖွားကနေပေါ်လာပါရောလားအဲ့ဒါနဲ့ပဲသွေးယူသွေးတဲ့ငါနေထဲမှာဘယ်ကောင်းမှတနက်ထမ်းမဝင်ရဆိုပြီးထချမ်းပါလေရောပြေတနာကမင်းအောင်လိုက်တက်ပါရော့ထုတ်မိပြီးသားဖြစ်နေလို့အပြောနဲ့အလို့ဟုတ်မဟုတ်စောင့်ကြည့်နေကြလေရဲ့သူ့ကြားပြန်ဝင်းထဲကကောင်းတော့ကောင်း မူးကြောင်ယူးကြောင်တလက်ထောက်ဖောက်ရာကနေ KNU နဲ့ဘူပေါင်းတက်တွေကဝင်ကျိတ်လိုက်တဲ့အခါ DAB ရဲ့ Innocent ဆော့ခွက်ကကြောင်းမက်ဖွယ်ကြားဘလူးပုံထွက်လာပါလေရောအဲ့ဒါမှာကြားပြန့်နှိမ်နှင်းမယ်ပြောပြီးနှိမ်နှင်းသူကိုရန်စွဲငုံငုံဒေါသအမျက်ချောင်းချောင်းထွက်မင်းတို့ဆက်ပြီးကြားပြန့်နှိမ်နှင်းမယ်မကြံနဲ့လုံးရတော့တာပေါ့လေကရင်လွတ်မြောက်ရေးဆိုပြီးတော်လိုင်းရေးလှုပ်ခဲ့ရာကလူကုံကူဂိုင်းဆောင်ဝင်းလင်ဂိုင်းကြံရပါနိုင်ငံတကာရာဇဝတ်သားဖြစ်တော်လိုင်းရေးကြီးပါနုံနဲ့ ဒီမိုကရေစီအကျိုးပြုအဖွဲ့ကြီးလိုက်ကမ္ဘာရာဇဝတ်ခုံရုံးကိုဆက်ရောက်တော့မဲ့အခြေနီးလာပါလေဖအေးအရင် KNU နဲ့ပေါင်းတတ်တာရတတ်တာကြောင့်ရှာပထွေးမဟာလာနဲ့ပေါင်းလို့ကတော့တဆုံးထောင်းခံရတော့မှာသူပထွေးရအခုကိုနိုင်ငံခြားသားကြားပြန်ပေါင်း2000ရှိတဲ့ DGB site ခုကို KNU ကထိန်းသိမ်းထားပြီးအဆောက်ဦးပစ္စည်းတက်သေးအထောက်ထားတွေမဖြတ်စည်းပဲနိုင်ငံကကျွမ်းကျင်ပညာရှင်တွေနဲ့စစ်ဆေးဖော်ထုတ်သွားမယ်ဆိုတာရှိသေးတယ် စစ်ချောင်းထိုးရတာနဲ့လက်နက်ကြီးနဲ့လှမ်းထုတ်ရတာနဲ့ဘုံကျဲရတာနဲ့သက်စီဖြောက်ဖို့လုပ်လေသူတို့ရွှေကုတ်ကုံနဲ့ KK Park မှာဝင်စည်းကြအောင်ဆောင်းမိုင်းခွဲတက်တီဖြောင်းထားတာတွေကအကုန်ပေါ်ကမှမဟုတ်လားပြီးတော့နိုင်မောင်စော်ကို2000လောက်ရှိတာလို့အော်ခိုင်းထားတာမဟုတ်လားအခုဒီမင်းလက်ပံတစ်ဆိုင်တည်း2000ရှိနေပြီမဟာလာတို့ကတော့သေလူမှုမထူးဆက်ခင်းတာအဲ့ဒါကို DKB ကရောင်းတောင်းတောင်းနဲ့ကိုလူကိုဝရမ်းထုတ်လို့ထုတ်ခရင်ချင်းပြင်းမယ်ဆိုတဲ့အထာနဲ့ လက်နက်ကင်မဝင်ရစာထုတ်လို့ထုတ်ရှောက်လုံးနေတာကရင်ပြည်နယ်ကြားပြန့်နေနေရေးကို KNU ကထိုင်းအမေရိကန်နဲ့ပေါင်းလို့တော့မှာနော်အခုမင်းလက်ပံတဆိုင်စီးပြီးပြီလာမယ်မကြောက်အယူချီပံပြောအောင်နေနေတော့ကရင်ချင်းပေါင်းလမ်းကြောင်းရှာစစ်တပ်ကိုခွာတော့စစ်တပ်ဆိုတာမြစ်ပတ်တဲ့နေရာငါးဆရာဆိုတာသိတယ်မို့လား BGF နဲ့ DGB ကလှုပ်လိမြို့လိဖြစ်တော့မှာစစ်တပ်ကလည်းနင်တို့ကိုတရုတ်အမလားအမေရိကန်အမလားပဲနင်တို့ကမပြေးတော့ခံရရှိ ဒီ site တွေကနင်တို့နယ်မြေနဲ့နင်တို့လက်ထဲမှာပဲရှိတာလေစစ်တပ်ကကြားပြန့်ပြဒနာဟာနိုင်ငံတကာနဲ့တူကင်ကစားရမယ်ဖဲမှန်သိပြီးသားမသိသားဆိုးရွားနေတာကနင်တို့ဒီမင်းလက်ပံဆိုရင်အမေရိကန်ဗန္ဓာယီဝန်ကြီးဌာနရဲ့ဒဏ်ကပ်ပိတ်ဆို့မှုခံခဲ့ရတဲ့ DGB ခေါင်းဆောင်လေးဦးတည်းကဗမုချုပ်ဆိုင်းကျော်လှရဲ့ဓာတ်ရိုက်ကုကံကူအောက်မှာရှိတယ်ဟာအဲ့ဒီတည်းမှာကွန်ကရစ်အဆောက်အအုံက20ဆေးရုံနဲ့လူနေဆောင်တွေအပြင်၄တဲ့တိုက်နှလုံးမှာပါ ဝင်လေလုပ်ငန်းတွေအပြည့်အဝလဲပတ်နေတာကိုတွေ့ခဲ့ရတယ်လို့ KNU ကပြောထားတယ်နော်။ကွန်ပျူတာအလုံးကြီးက2000ခန့်၊မိုဘိုင်းဖုန်းက1000ကျော်ကိုသိမ်းဆည်းခဲ့တယ်။ဒါတယုံတဆိုင်နော်။ဟိုကောင်တွေဆိုင်များကြီးဝင်ပြီးမတော်တခေါက်လေးအဖြတ်ပြတာ။အခွက်ကလှမနေဘူးနော်။ပြီးတော့ညင်မနှိမ့်ဆက်တဲ့အခန်းငယ်တွေလုံသားတချို့ကသေစိန်နိုင်တဲ့လက်နက်တွေကင်ဆောင်ထားတာတွေလည်းတွေ့ရှိရတယ်ဆိုတော့อืมတကယ်လူမဆန်တဲ့အချက်တွေလည်းထွက်လာအောင်ပါ။အေးအချုပ်ခန်းတွေက DGB ဆေးပြထုတ်တဲ့စက်ရုံတွေမှာလည်းတွေ့ရတဲ့ ဲ့ဒီမှာလဲဗမာတွေกินနေတယ်မကဘူးထိုင်းတွေလဲပါတယ်တဲ့နိုင်ငံတကာလူတွေပါပါနေတယ်ဖန်စီနှိပ်ဆက်ပြီးခိုင်းနေတာတတ်ထားတာတွေလဲရှိအစုလိုက်ပြုံလိုက်မြုပ်ထားတာတွေလဲရှိတယ်ဆိုပဲ2021ဆီယာနာသိမ့်ပြီးမှပေါ်တာဆိုတော့စစ်တပ်နဲ့ပေါင်းလုပ်တာတွေပေါ့တေးကြတာကစစ်တပ်မပါပဲလဲဒီလောက်ထိမလုပ်ရဲဘူးလीထိုင်းဘက်မှာမိနေသမျှဆေးပြတန်းကြီးတွေကရှမ်းပြည်ကလာနေတာတွေမဟုတ်တော့ဘူးလी ကရင်မြေနဲ့ရှမ်းပြည်လိုမိုးရေဆေးဝါးတွေလွှမ်းနေပြီပေါ့ဒါတိုင်းသားတွေကိုထိန်းချုပ်ဖို့စစ်တပ်လုပ်နေကြနီးတွေပါပဲစစ်တပ်ကမင်းတို့ကိုလက်စတုံးဖျောက်ဖို့ကတော့တေးချာနေပြီဒါတွေကိုတေးချာတက်တဲ့အခိုင်မှာထောက်ထားခိုင်ခိုင်လုံလုံနဲ့ဖြန့်ချနိုင်ရင်တက်တာရရှာလို့ရမယ်အေးတခုရှိတာခေါင်းဆောင်မိုင်းတွေကဝါတာတာလုံနေအောက်တဆင့်တွေကကရင်ကုံသိခါနဲ့ကိုယ်လွမြောက်ရအတွက်25သန်းတန်မှန်သမျှသမအပြီးအမေရိကန်လက်အပ်ခွေးငှက်တွေဝင်မဆွဲခင်သထေးဆက်ခင်းကြတော့ မင်းတို့ကခရင်ကက်ဒီရှင်ခရင်သူရဲကောင်းမှာဖြစ်ကြမှာဖြစ်အောင်လဲလုပ်ရတော့မှာဒီခေါင်းဆောင်မစွန်လို့ခရင်ဆိုတာကြားပြန်ရာစာမဟာဆေးပြားကဘာလုံးကြီးရာဇဝသားဖြစ်နေကြပြီလေမိုးရီစေးဆက်ယုံကသုံးလေးယုံတော့ဆိုတော့ဘလောက်ထုတ်ဘလောက်ဖြန့်ကြီးဘလောက်သုံးဘလောက်သေးနေမှလည်းမသိနိုင်တော့ဘူးဘိန် WY Ice ပြီးတော့ဆေးချောင်းအကုန်ထုတ်ဆိုပဲဘိန်ဆိုင်ခင်းဆေးချောင်းဆိုင်ခင်းအကုန်ရှိတယ်တဲ့အဲပြီးတော့ဆက်ယုံနေရှိတဲ့ဒိုင်းဘူးချောင်းလန်းကို ုံတွင်ခင်းထားတဲ့လူသူရောက်ပေါက်နေတဲ့တောထဲမှာဖောက်ထားတာနော်ကွန်တေနာကားတွေဆိုင်ဘင်းကားတွေသွားလာတယ်ဗျာမလ21ရက်နေ့တော့မြရီတစ်ဖက်ချမ်းထိုင်းနိုင်ငံတခိုင်မဲဆောက်မျိုးကကွန်တင်ကားနဲ့သဲလာတဲ့စိတ်ကြွမှုရဲ့ဆေးပြား18တန်းနဲ့ ice မျိုးစားမှုရဲ့ဆေးဝါး850ကီလိုဂရမ်ကက်တမင်း300ကီလိုဂရမ်ကိုနှခွန်ဆောင်ဝမ်မြို့ဝေးပြေးလမ်းမကြီးပေါ်မှာထိုင်းနေရာဖမ်းဆီးရရှိခဲ့သေးတယ်တခေါက်တခေါက်တွက်တာကြည့်တော့ အဲ့ဒီဖန်းစီရမိတဲ့မူရစီတွေဟာ DGBA COC ရာရှိချုပ်ဗိုလ်ချုပ်စောဆန်းအောင်နဲ့အမတ်တက်စစ်တေတာကုတ်ကဲမှုဗမှုချုပ်ဆိုင်းကျော်လာတော့နဲ့ပတ်သက်တယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြရေးသားခဲ့မှုတည်းထိုင်းကလည်းဆေးပြားရော ကြားဖြတ်ရောဘယ်သူတွေလုံနေတယ်ဆိုတာအကုန်သိပါလေသူတို့ဘက်ကရာရှိကြီးတွေဝန်ကြီးတွေအထိပတ်သက်နေတော့လောက်ရကန်ရခတ်နေကြတာပါဖန်းစီရမိတဲ့မူရစီတွေကိုကန်ကုတ်ဂိတ်48ဂိတ်ကနေတဆင့်ဝင်းသေးဆောင်လာတယ်လို့ ထိုင်းဆိုရထုတ်ပြန်ချက်မှာဖော်ပြထားသေးတဲ့ကန်ကိုဂိတ်48ဂိတ်ဆိုတာကမြောက်ရီမြို့တောင်ပတ်ချမ်းမှာရှိတဲ့အင်ဂျင်နီယာဂျေးရွာနဲ့အခုကဘာကျော်မင်းလက်ပန်ဂျေးရွာကြားမှာရှိတဲ့ကန်ကူဂိတ်တဲ့အဲ့ဒီကန်ကူဂိတ်ကို BGF နဲ့ DGB တပ်ဖွဲ့တွေကထိ ंछ ုပ်ထားတာလေကွယ်ပုံပြင်လေးကတော့ဒါပါပဲအဲဒါပါပဲဆိုမှမေလ18ရက်နေ့တုန်းကမော်လမြိုင်မြို့က DGB အမှတ်1စစ်ကွက်ကဲရေးကုံတော်ရေးတပ်ဖွဲ့ဒုတိယဗိုလ်မှူးကြီးစောသိန်းနိုင်ရဲ့နေအိမ်ကိုစစ်တပ်ကဝင်မွေတာ ဆေးပြားထုတ်ရမှာသုံးတဲ့ပစ္စည်းတွေတွေ့ရှိခဲ့တယ်ဆိုပြီးတော့ပြည်တွင်းသတင်းဌာနများမှလည်းဖော်ပြခဲ့မှုတည်းသူတို့ချင်းအေးယူရမတည့်ကြတော့ပါဗျာအဒီဘက်မှာတော်လိုင်းအစပိုင်းကဦးစေကင်းရဲ့လက်ဝဲရန်လက်ရာရန်နှစ်ယောက်နဲ့ဆုံးကန်ရင်ငှက်တင်ဆိုသလိုမူးယစ်ဆေးပြားတွေဓမ္မတူတာဟင်းသီးဟင်းရွက်လူတော်ကားကြီးနဲ့မိဘူးတဲ့လေခင်ရင်ကနေ PDF တွေတင်ဟန်ပြန်အငိုက်ဖန်းတာဆေးပြားကမိရောသူတို့ချင်းသူတို့ညှိညှက်ပြီးတော့ပြန်ထွက်လာကြတာတော့ကြာပါဘော အေးမမေးဘူးဟာ BGF DGB ခေါင်းဆောင်ပိုင်းတွေဝါတတလုံနေရင်အောက်တဆင့်တွေကကရင်ဂုံသိခါနဲ့ကို့လွတ်မြောက်ရတော့25သန်းတန်မှန်သမျှအကုန်တတ်မှပြီ American လက်အပ်တတိယဆက်ခင်းကြတော့ခွေးငတ်တွေဝင်မဆွဲခင်တော့မဟုတ်ရင်မင်းတို့ပါထောင်ထဲဝင်သွားမှာမင်းတို့တွေကရင်ကက်တင်ရှင်ကရင်သူရဲကောင်းမှဖြစ်ကြမှာဇွဲကမင်းကြီးဖားစီတန်တွေဝေးဒုံးရင်းတွေလှနေတော့မှာ ကမ္ဘာတိုင်ဆုံးမောင်စင်မုံ